ไม่离丢掉？我ส่งค่ะจะนอนใจเสียงแหลมะฉันต้องนอนเสียงในเจนเลยจะสู่ไรบาเลย ဒီနေ့မှာတော့ကျွန်တော်အစိုးတော်တရားကိုဖိတ်ခေါ်ထားပါတယ်ပေါ့နော်သူတချင်းဟာဆိုလို့ရှိရင်ဒီလူငယ်တွေရောလူလက်ပိုင်းတွေကြားထဲမှာပေါ့နော်ရေပန်းစားတာတွေရှိရဲအခုထိလဲလူငယ်တွေကြားမှာရေပန်းစားနေတော့မယ်ပေါ့နော်ဆိုတော့အတန်ဆစ်ဆွေးလေးနဲ့သူတချင်းလေးတွေတီးဆိုခဲ့တဲ့အတွက်ကြောင့်လူတွေတတိထားမိလာခဲ့တယ်ပရိသတ်တွေအများပြားရရှိလာခဲ့တယ်ပေါ့နော်အခုထိလဲသူ့တချင်းတွေကမယိုးမအီတော့ဘဲနဲ့အာနားထောင်နေတာတွေကိုလည်းတွေ့နေရပါပေါ့နော်ဒါပေမဲ့ ဒီအနုပညာပိုင်းနေတချင်းဆိုတာတွေကတော့သူဒီကြားတော်တွင်းမှာရက်တန့်သွားတာတွေတော့ကျွန်တော်တို့တွေးခဲ့ရပါတော့ဆိုတော့တချင်းတစ်တွေမထွက်တာတွေလည်းကျွန်တော်တို့တွေးခဲ့ရတယ်ဒါမဲ့တော့ဒီနေ့အခွင့်ရရပြီးတော့သူ့နဲ့တချင်းပြန်လဲပြီးတော့သိဆောင်ခွင့်ရခဲ့တယ်ပြီးလို့ရှိရင်သူ့ရဲ့အကြောင်းလေးတွေကိုပြန်ပြီးတော့အင်တာဗျူးခွင့်ရခဲ့တယ်ပြီးလို့ရှိရင်သူဒီကြားထဲမှာဘာတွေလှုပ်ရှားနေလဲဆိုတာကိုကျွန်တော်တို့ဒီနေ့တွေးဆုံပြီးတော့မြင်မြန်းသွားမှာဖြစ်ပါတယ်သူကတော့ဒီ black hole ဘန်က assignment ဖြစ်ပါတယ် เอเคไม่สุขครับพี่สุขโอเคว่าทีนเอ่อประมาณสงหนึ่งในเราตีเนีที่อินเทอรวิวลาไปได้ตัวแหละย้ายเจสุติเนี่ยบ่เนอเชันน่ะเนาเสียเนี่ยพี่แสำหรับประมาณสงหนึ่งในจ่นจออกูเมชนาก็ที่เมชนาดอม่ฮုบ่เนาอ่าตีจ้าแท้มาเลยวอกูอ่ะอ่าปริตัติจ้ามัเนเนเปี่ยวตัวตุยอ่ะတေเลยสำหรับาทีปริตัยจินี่เรเชันน่ะเนาะซนปริตัตอ๋ออกูยาปริตัตติยอเปลี่ยนไปติชิาสะอ๋อสรประมาณสงหนึ่งในเปลี่ยนไปตลเชนไม่สร็จไปบ่าอ๋อ ျွန်တော်နာမည်အစိုင်းပါကျွန်တော်ဟိုနော် black hole ဆိုမှအဘန်ဖွဲ့တာရှိပါတယ်အဲ့ဒါနဲ့ခုနောက်ပိုင်းဆိုရင်တော့ကျွန်တော်ဟိုရှမ်းတချင်းအနေနဲ့ဆိုရင်ကျွန်တော်တင်တိုင်းဆိုတဲ့နာမည်နဲ့ဆိုပါတယ်ဘယ်ကတော့ wonglan fa ဆိုတဲ့နာမည်နဲ့ပေါ့အာဆိုတော့အခုကတော့လေဒီရှမ်းပိုင်းမှာအနုပညာလှူရှာမှုတွေရှိနေတဲ့တချင်းစုနေတာပေါ့နော် ဟုတ်တယ်ဗျာအော်အစကောကကျွန်တော်တို့ဆိုလို့ရှိရင်အကိုဒီဘယ်လဲမြန်မာတချင်းနေနဲ့ပဲစတိခဲ့ဆိုတော့လေအခုလည်းတချင်းဆိုလာဆိုတော့အာအကိုကကြာဘာလူမျိုးလဲပေါ့နော်အဲ့ဒါတချက်လောက်ကျွန်တော်ကအဖေကရှမ်းဗျာအမေကဓနုအော်ရှမ်းဓနုပါရှမ်းဓနုကပြားပေါ့နော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီအစိုင်းရဲ့ဒီ black hole ရဲ့တချင်းနေအမှုပညာပေါ့နော်အာဘယ်လိုမျိုးစတင်လာခဲ့လဲဘယ်လိုပုံစံနဲ့စတင်လာခဲ့တာလဲဗျာနော်အော်အဲ့တော့ကျွန်တော်တို့ အချင်းရရတော့ကျွန်တော်ကိုးတန်းမှာဆာရေးရအောင်နော်ကိုးတန်း99လောက်ပေါ့အဲ့ဒီဆာရေးမှာ2000လောက်ဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေစုပြီးမှတောင်ကြီးမှာရှိရစတူဒီယိုမှာအဲ့လိုဒီမိုလေးတွေဒီကြတယ်တချင်းတွေရေးပြီးမှအဲ့ရေးထားတဲ့တချင်းတွေကိုဒီကြရအောင်နော်အာအဲ့ဒီကြပြီးမှအချင်းကြီးအများကြီးဖြစ်လာတော့ကျွန်တော်2001ကျွန်တော်ရန်ကုန်ဆင်းပြီးမှ professional အနေနဲ့စလုပ်ဖြစ်တော့အဲ့မှာလည်းအဲ့ကျမှနာမည်တခြားရွေးဖြစ်တာ black hole ဆိုမှာအာဟုတ်ကဲ့ ဟုတ်ကဲ့အဆုံး black ဟိုခါကျဘန်နာမည်ပေါ့နော်ဘန်နာမည်ခင်ဗျာအင်းဆို2000တည်းကလေးကစားခဲ့တယ်လို့ပြောလို့ရပါဘော2000ခုနှစ်ကလေးကပေါ့အဲ professional နဲ့ဆိုရင်တော့ပေါ့2000တည်းလို့ပဲပြောလို့ရမှာအာကျန်တဲ့ဟာတွေကကျွန်တော်တို့အပြင်ကနေတွေ့ကြုံယူတာ ဟုတ်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 ဆိုတော့လို့ရှိရင်အဲ့ကလေးကစခဲ့ကျွန်တော်တို့ကမမွေးသေးဒါပေမဲ့အကိုရဲ့တခြင်းဒီနေ့ဒီကျွန်တော်တို့နားထောင်နေကောင်းနေတော့ပဲပေါ့နော်ကျွန်တော်တို့လည်းဒီနေ့ထိနားထောင်နေတော့ဆိုတော့အာဆိုတော့အဆိုအကိုရဲ့ဒီမျိုးဘလို့ကြောင့်အနုပညာလောကထဲစဝင်ခဲ့တာလဲဘလို့ ਨੇ ဒီဟာကြီးရော profession နေနဲ့စဖြစ်ခဲ့တာလဲပေါ့နော်ဟုတ်လူပြောမလဲဆိုဝါနာပါတော့ကျွန်တော်တတိထားမြန်ငယ်ငယ်ကလေးရမယ်ပေါ့နော်ဟိုဂီတာတီးတက်လေးတန်းလောက်ဆိုဂီတာတီးတက်ပြီးနည်းနည်းပါပါ အဲ့တော့ဒီကြပြီဆိုပြီးတော့ကျွန်တော်6တန်းလောက်ပါကြာဦးလေးတင်ပေးရလေလေးတင်ပေးရသူက0 TY ဆိုပြီးမှရှိရအဲ့ဒီသူကသူလစ်တီးရပေါ့လစ်တီးမှသူတင်ပေးတင်ပေးနေအဲ့မပိုးတဲ့တဖြည်းဖြည်းတက်လာတယ်နဲအာအာပြီးတော့98 99 2000အဲ့ဝန်းကျင်ကျတော့ကျောတောင်ကြီးမှာလေတောင်ကြီးမှာဆိုတော့အဲ့ဒီအဲ့ဒီကာလာတော့တောင်ကြီးကစီမံအကူတွေပေါ့ရေလည်းမိုက်တယ်ရေလည်းမိုက်တယ် ဒီလိုထားရတဲ့ချင်းလေကိုယ်နောင်းတို့ဝန်ထွန်းတို့ကိုယ်ဖြူတို့ကိုမမောင်ဇလာတို့ပိုင်ဒီအန်စ်ဘန်တို့နိုင်ပဲတောင်းကိုတောင်းထူးတို့တောင်းလျှောက်ပဲထွက်လာခိုင်းနေသူတို့ကြည့်နေပဲတချင်းရေးချင်လာတချင်းရေးချင်လာတော့အမရေးဖြစ်ပြီးတော့အမဒီအန်စ်ဘန်လေကိုအဲ့ဒီဘန်ကြောင့်ပဲကျွန်တော်လည်းဘန်ဘန်ဖွဲ့ပြီးမှလုတ်ချင်လာအဲ့အဲ့နဲ့ပဲ ဒီလောကကလောကမနေနိုင်ဘယ်နဲ့ရောက်လာအဲ့ဆိုလို့ရှိရင်စံတော်ဝါနဲ့ရှောက်ရှောက်နဲ့ရောက်ခဲ့ရလို့ပေါ့နော်စံတော်ဝါကလည်းဘာဖြစ်နေလဲဆိုတာမသိဘူးမသိနိုင်တဲ့တရားလှုပ်ချင်လို့လှုပ်လာအာဝါသနာအရင်ခံပြီးတော့ပဲလှုပ်ခဲ့တာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကလှုပ်ခဲ့တဲ့အတွေ့အကြုံရပါဦးကိုရေ အအခက်ခဲတယ်ဆိုဘယ်လိုရှိခဲ့လဲစိန်ခေါ်မှုတွေဘယ်လိုရှိခဲ့လဲပေါ့နော်အဲကြောင့်ဆိုဘယ်လိုပြောမလဲဒီနေ့ဒီချိန်ထိတော့ခက်ကလာကတော့မကောင်းခက်လည်းမမီပေါ့နော်အပစ္စည်းကရိယာတွေအစပေါ့ဒါပေမဲ့အဲ့ချိန်တော့ဘယ်လိုများအခက်ခဲတွေရှိခဲ့လဲပေါ့နော်ပြီးလို့ရှိရင်အများစွာလဲတေးသေးသေးဆိုတာအကူကိုတိုင်းပဲလားလို့အဲ့ဟာဟိုဟာ professional စာလုပ်တဲ့ချိန်လားဒီရှေ့ရောလားအာ professional စာလုပ်တဲ့ချိန်ရောပြီးလို့ရှိရင်အဲ့အရှိပိုင်းရောပေါ့နော်စံတော်အားလုပ်နေတဲ့ချိန်မှာပေါ့အရှိပိုင်းဆိုတော့အရှိပိုင်းဆိုတော့ကျွန်တော်တို့က အဓိကကျောင်းသားပဲဗောနော်ကျောင်းသားလေးဆိုတော့အဲ့မုံဖိုးလေးကဒီစတူဒီယိုတင်းဖို့လဲစုစုပြီးမှတင်းကြတော့အဲ့လိုပဲတချင်းနေတိုက်ပြောစီမှာအဲ့လိုခွေချမ်းစင်ကိုအဲ့ဆင်လောက်ရအောင်တင်းကြတချို့တငယ်ချင်းတွေလဲဝါနာပါရသူမုံဖိုးလေးလာဆိုင်ပြီးမှတင်းခိုင်းအဲ့လိုဗောနော်ရင်းချစ်ဖို့ကောင်းတယ်အဲ့တော့အဲ့လိုမျိုးတွေနဲ့ကျွန်တော်လုပ်ခဲ့ရတာဗောပြီးတော့နောက်ပိုင်းနှစ်ထောင်တင်းနောက်ပိုင်းရင်ကိုဆင်းတော့လဲအဲ့လိုပါပဲဟို ဘာဝင်မမှမရှိရနော်ရန်ကုန်ရောက်တော့အဲရန်ကုန်မှာတငယ်ချင်းတိုက်ခိုင်းတယ်ဒီမှာတန်းနေအုတ်အုတ်လိုက်ဆင်းသွားပေါ့တအုတ်လိုက်ဆင်းပြီးအဲ့လိုနေပြီးတော့အချင်းတွေတွင်းကြခက်ခဲဆိုတော့တက်တိုင်းဘာဝင်ကုန်မှမရှိဘူးလေဒီလှုပ်ချင်တာတစ်ခုပဲရှိတာဟုတ်အဲ့တော့အဲမြမရကျော်ပထမဆုံးကိုစတဲ့ဖြစ်တာကအဖေအဖေအဖေကသူအဲ့တော့ဘာလဲ ဆယ်သိန်းလောက်တယ်ထုတ်ပြအဲအရင်တော့အလုံးစင်းသွားကြရင်မှကျွန်တော်သွင်းကြတာစတူဒီယိုဒီမှာပေါ့သွင်းကြရင်မှသွင်းအဲ့ဈေးလောက်ပဲ recording zero အဲ့လိုသွားဈေးလာဈေးလောက်ပဲရှိရတယ်အဲကျွန်တော်ကခွေထုတ်နိုင်တဲ့အဆင့်ထိရောက်မလားမရောက်ဘူးလားဆိုလဲတွေးဖြစ်ပါဘူးသိလည်းမသိဘူးဘာဆက်လို့မလဲမသိမတွေးဘူးဒီတိုင်းပဲစဉ်းစားတီးတယ်ကိုကောင်ကပြန်လာတယ်လို့ပေါ့နော် နေ့ချင်းနဲ့လဲဝိုင်းကူကြတယ်လို့ခက်ခဲဆိုအဲ့ဒါကြီးပါပဲတော်တော်လေးတော့ဖြတ်တန်ခဲရတယ်ပေါ့နော်အဲ့ခက်ကလာချင်းနေရကျွန်တော်လက်ရှိမှာရောအကိုရဲ့ဒီအနုပညာလှောက်ရှားမှုတွေပေါ့နော်တည်ဆူမှုတွေရောဘယ်လိုဘိုင်းနေမှာလှောက်ရှားနေလဲဘာတွေလုပ်နေလဲပေါ့အခုလောလောဆယ်လားဟုတ်ကဲ့ဩလောလောဆယ်ကကျွန်တော်ကအဲရှမ်းတဲ့ချင်းတွေလုပ်နေရှမ်းတဲ့ချင်းလုပ်နေတင်းတိုင်းစနမယ်နေပေါ့နော်အာဘန်ကြတော့ဝုံလန်ဖောက်ရှမ်းပဲအဲ့ အဲအဲ့လိုမျိုးရှမ်းဖက်ပိုင်းမှာလှုပ်ရှားမှုအဲ့လိုလှုပ်ရှိတဲ့တခြင်းနဲ့ပတ်သက်ပြီးဟုတ်ကဲ့အာမြန်မာတခြင်းတွေရောအမျိုးတီထက်တီဆိုလာဖို့ရှိမလားပေါ့နော်ရှိနေပါတယ်ရှိနေမှာလောလောဆယ်ကျွန်တော်မတွေးထားသေးဘူးအာဟုတ်ကဲ့ဆရာအကူကဒီအခုနောက်ပိုင်းဒီရှမ်းသချင်းတွေလည်းဆိုလာတာတွေ့တယ်ပေါ့နော်ရှမ်းသချင်းတွေလည်းလှုပ်လာတာတွေ့ဆိုတော့ဘယ်လိုမျိုးစိတ်ကူးပုံစံမျိုးနဲ့ဒီရှမ်းပိုင်းကိုပြောင်းလာခဲ့တာလဲပေါ့နော်ဒီရှမ်းသချင်းပို့လှုပ်လာခဲ့တာလဲပေါ့ဘယ်လိုစိတ်ကူးမျိုးတွေနဲ့ စားခဲ့တာလေပေါ့နော်ဒီရှင်တချင်းလေးဆိုတာနေပါလေပေါ့နော်ဒါကတော့ကျွန်တော်ဒီလိုပဲပေါ့ဒီရှမ်းရှမ်းတိုင်ဝမ်တခုတည်းရောက်ပြီးတော့ကျွန်တော်ကကျွန်တော်ရှမ်းမဲ့ဦးနော်အဟုတ်အဖေရှမ်းဆိုတော့အဲ့တော့ကျွန်တော်ဒီရှမ်းတချင်းနဲ့ပတ်သက်ပြီးကျွန်တော်ကျွန်တော်လည်းလှုပ်တင်းနေအင်းကျွန်တော်တက်တင်းနေအင်းပြီးတော့ဒီ music style တခုလေးထွက်လာမလားလို့ကျွန်တော်လည်းစူးစမ်းကြည့်ချင်တာပေါ့နော်အဲ့လိုမျိုးအဓိကအဲ့လိုမျိုး တော်နဲ့လိလာတော့ဗောလိလာရင်မှကျွန်တော်ရေးဖို့ရေးကြည့်ရေးဖို့ကြိုးစားအဲ့တဆင့်အဲ့နောက်ပိုင်းအဲ့ဆင့်နေကြိုးပြီးတော့နောက်ပိုင်းကျတော့ဒွင်းဖြစ်တယ်ဗောဒွင်းဖြစ်တယ်အခုနောက်ပိုင်းတော့ဟို Lanfa ဆိုတဲ့အဲ့ page တို့ YouTube channel လို့ရှိရဲ့အဲ့ကနေကျွန်တော်တို့ဘယ်လိုပြောမလဲတင်ထားတာဗောအမှဝင်ကြည့်လို့ရပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ခုနလေးတစ်ချက်ပြန်သွားမယ်အကိုတို့ဒီအာစားခဲ့တဲ့အချိန်ပေါ့နော်မြန်မာတချင်းတွေစားခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်အကိုတို့ကိုစားပြီးတော့လူတွေတတိထားလာမိစေတဲ့တချင်းမျိုးပေါ့နော်ဘယ်အချိန်ကစားပြီးတော့အကိုတို့ပို့ပြီးတော့လူတွေကတတိထားမိခဲ့ရလဲပေါ့နော်တချင်းတွေဆိုဟုတ်အဲ့ဒါအဲ့ဒါကျောခုနပြောလို့ပေါ့ကျောနှစ်ထောင်နှစ်ထောင်တက်လောက်တော့စားတော့တွင်းနေခွေပေါ့အမ်ကန်ကောင်းကျွန်တော် တန်းကောင်းချင်တော့ကျွန်တော်တီးပြီးပြန်လာတယ်တီးပြန်လာရင်မှအတူချုံပြောမနော်အတူချုံပြောဆိုအပရိုဒျူဆာရရပေါ့မင်းတို့မင်းတို့မင်းတို့ခွေထုတ်ပေးမယ်ဆိုတော့ဒီပြောကြီးဆင်းလာကြဆင်းလာပြီးတော့ကျွန်တော်အဲ့အဲ့ချိန်မှာဒါမဲ့ဒါမဲ့ single album နေနဲ့ထုတ်ပေးတာမဟုတ်ဘူးဒါမဲ့ group လေး group ပေါ့အဲ့မှာပါမဟာ black hole ပါမယ် big bag ပါမယ် antibiotic ပါမယ် the ants ပါမယ် eleven eleven ပေါင်းမှာအဲ့အဲ့ အဲ့တချင်း event တိုက်တာဟိုမားတဲ့ခါလဲမားပြီမှာပေါ့ဗောအဲ့အဲ့ဟာရောလေးပုတ်ပါတယ်အမဟုတ်တခြားအဲ့အဲ့တခြား anybody တို့ big bag တို့ the answer ရောဝက် senior ဘောသူကနာမည်ကြီးနေပြီသူတို့အားကိုယူမှာကျွန်တော်ကျွန်တော်ကျောင်းဗန်ထဲလေသဘောတန်တယ်ကျွန်တော်တင်တာအဲအဲအဲ့မှာကျွန်တော်တို့ကလေးပုတ်ပါတယ်လေးပုတ်အဲ့လေးပုတ်မှာမှာတနခါရဲ့အချင်းညီမြချင်းအချစ်ရဲ့အဲ့နှစ်ပုတ်က ်အဲလူလူလက်ခံသေးတယ်ပေါ့အာအဲအဲ့လိုဖြစ်တယ်ဟုတ်ဟုတ်တနခါဆိုလို့ရှိရင်ငငယ်ကလေးနားထောင်ဘူးတယ်ဒီចောင်းစားတက်လက်ကလေးကလေအဲ့ရနေစတော့နားထောင်ဘူးတော့ဆိုတော့အဲ့တတိတော့ထားမြဲပေါ့နော်ဒါပေမဲ့အစိုးတော့ဆိုတော့ဘယ်လိုလဲမသိဘူးဒါပေမဲ့ဒီရတော့တင်ပြန်โอเคสรุปอสาเหตุที่ตะชิ้นนี่ป่ะเนาะอืมดีนี้ที่แหละ ရိုးဣတော့မရှိဘူးပေါ့နော်ဒီကျွန်တော်လူငယ်တွေကြားမှာဆိုလဲရေပန်းစားမှုရှိရဲ့ပေါ့အခုခေတ်လူငယ်တွေကြားမှာလဲရေပန်းစားနေတဲ့ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ပါခံစားရလဲဗာများပြောချင်တယ်ပေါ့အဲ့တော့ကျွန်တော်လည်းတစ်ခါချင်းပြန်စဉ်းစားကြည့်ရတာအခုချိန်ဒီဘလို့ဘာလို့ရေပန်းစားနေလဲဆိုပြန်ဖြေရမယ်ဆိုကျွန်တော်လည်းမသိဘူးလို့ဖြေရတာလူလဲဆိုအဲ့တော့တခြင်းနေရာ ကိုကူကူပဲတီးရခဲ့ဘလက်ဟုတ်ပဲနဲ့လေဟုတ်ကိုကူပဲရေးရဆိုလဲခိုင်းခိုင်းကျွန်တော်ကရေးတယ်ပြီးကျွန်တော်ဆိုရဲပေါ့ဒီပိုင်းချင်းဒီပြန်ချင်းဆိုတီးတော့ကောင်းလားဆိုတော့လေမကောင်းပါမကောင်းပြန်အဲ့လိုပဲဂီတာသမားနဲ့လဲတော့ဆုံတည်းရဲ့သူပြောတာငါတို့ဘာတီးခဲ့မှလည်းမသိဘူးပဲအာ effect တန်နေရလဲဘလို့ဒီမှလည်းမသိဘူးအဲ့တော့တီးတာလဲကောင်းလားဆိုမကောင်းရည်ရာကျတော့လေကျွန်တော်ရည်ရလေးနော်ကလေးတတ်တလမတ်တလောက်လေးပေါ့ ရင်ကောင်းနေလားဆိုလည်းမကောင်းပါဘူးဆိုတော့ဆိုတော့လေဘလို့လို့ကောင်းမှာလဲအဲ့တော့ကျွန်တော်ကျွန်တော်ပြီးတာဆို recording the duty you lose ရှင်သူကမနေ့ဆယ်နိုင်ည9နိုင်လေညနေ9နိုင်ပေါ့အဲ့ဂျားထဲမှာကျွန်တော်ကအစင်ချင်းပေါ့အမဟိုလိုတီးရပြင်း drum တီးရပြီး bass တီးရပြီး modulator ထားရအစင်စင်နောက်ဆုံးပြီးပြီဆိုရင်ချိန်မှာနောက်ဆုံး vocal အချောလေအဲ့တည့်ရတယ်ဆိုရင် အဲတရားထဲမှာပဲဟုတ်7နိုင်နဲ့9နိုင်အတွင်းမှာတကယ်လို့ချိန်မလောက်ဆိုသူတို့ကအဲ့လိုမျိုးတနိုင်ဘလောက်တနိုင်ဘလောက်ထိုက်ယူလို့ရလေအဲအဲအဲ့လိုဒီထိုက်ယူရင်ကျွန်တော်ဆိုတာအပီးဆိုရယ်အာဟမနီပါလိုက်လိုက်တယ်အာအေးရောအဲ့လိုကောင်းလားဆိုလဲမမကောင်းလေဘလို့ကောင်းမလဲနော်အင်းအင်းအင်းလူကအများန်းကိုခါပြည့်နေတာမဟုတ်ဘူးပြတနေကုန်လဲလှုပ်လှုပ်ထားတယ်အင်းအင်းအင်းညအပီးအတီးဆိုလိုက်တယ်ဆိုတာဆိုတာလည်းမကောင်း ဒါမဲ့ဘာဖြစ်လို့ဒီ Jenny ရေပန်းစားနေလဲဆိုပြန်ပြန်စဉ်းစားအဲ့အကြောင်းကျွန်တော်မသိရလေဒါမဲ့လည်းတကယ်လည်းအခုထိနားထောင်လို့ကောင်းနေတော့ပဲเนาะမျိုးတစ်ချိန်အမျိုးပြန်သွားနားထောင်လို့ရှိရင်ကိုရီးယားတခိတခံငယ်ဘွားလေးကိုပြန်ပြီးတော့တတိယရွာတာတို့အမျိုးတစ်ချက်လေးအဲလမ်းဆွေးရတာအပြင်တော့ဖြစ်သွားစေတာပေါ့နော်ဒီတနက်ခါအကိုအတာမကောင်းလို့တာပြောဒါပေမဲ့နားထောင်တဲ့လူတွေလည်းတော့ကောင်းတယ်ပေါ့နော်သူဘယ်လိုပြောမလဲဆိုတော့ကောင်းဆိုပေမဲ့လို့သူ အဲအခုခုပြန်နားထောင်တိုင်းတွေ့မိတဲ့တစ်ချက်ပေါ့အဲ့ဒါလေးကမစိုးပါဘူးအဲ့ဒါလေးကြောင့်လည်းဖြစ်နေတယ်ဟိုဘာလဲဆိုကျွန်တော်တို့ကကျွန်တော်ကတက်တလောက်လေးပဲဟုတ်လူလူတက်တာလေးပဲလှုပ်ထားတာအဲလောက်ပဲတက်တယ်တလောက်ပဲလှုပ်တယ်ကွာအဲ့လိုမျိုးလေလောက်ပဲတက်တယ်လောက်ပဲရေးလောက်ပဲတည့်တယ်လောက်ပဲဆိုပဲလူတက်တာဒီပုံလည်းမတက်ဘူးအဲ့လောက်အဲ့ဒါပါမထင်နဲ့ဒီမှာဒီမှာအဲ့ရူတာမှုတော့ရှိတယ်ဗျ ကဲဟုတ်ကဲဆိုတော့ဒီဘယ်လဲအဲ့တဏ္ဍခါတခြင်းကိုရောအခုအနေနဲ့ဘယ်လိုမျိုးအဲစိတ်ကူးနဲ့အဲ့တခြင်းလေးကိုရေးဖြစ်ခဲ့တာလဲပေါ့နော်အဲ့ဒါကျွန်တော်အဲ့2000ပေါ့နော်အဲ့ first year ဟုတ်တောင်ကြီးမှာတောင်ကြီးတောင်ကြီးတက်ကြတယ်မှာတက်တက်တော့စတဲ့တခြင်းဆိုတော့ပြည့်တာပဲလေခွန်ကြောင်တာပေါ့ဗျာဒါကငါတော့ငါတော့ဆိုတော့ ဘတော်ညလည်းနော်ဖာဇီယာဇလလလလလလနဲ့ပြင်တမ်းပြင်တမ်းမိကပြောကုန်ရှောက်လင်းအင်းရှောက်ဆိုးဘာမှလည်းမသိဘူးအင်းအင်းအင်းပြိုင်ဆိုင်ပြင်ကြတာပေါ့အေးပါအေးပါကျတေးနေဒါမှမဟုတ်အဲ့ကောင်မလေးတယောက်ကျတော့တနခါးလေးနေဗျာအဲ့လည်းသူကတနခါးလေးနဲ့လင်းသားဆရာဘကျော်သူတယောက်ပဲတွေ့ရအဟမ်းကျန်တယ်ကြီးလိုက်မိသွားရဟောလာလာကြီးပြီးပြန်မိလာအဲ့ကောင်မရှိတော့မိသွားရအဟမ်းခဏအဲ့ကောင်မလေးကျတော့ជីជីជីနဲ့ အာဘယ်လိုလဲမသိဘူးအဲ့လိုတခုတူဖြစ်တယ်ပြီးတော့မြင်ခွင်းထပ်ပြောက်သွားပြီမဲ့စိတ်ထဲအာယုံဟဲ့မင်းတွတ်ကြံနေအဲ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 ့မှာအဲ့ချိန်မှာကျွန်တော်တငယ်ချင်းဆိုင်တဲ့ဆိုင်ရှိအဲ့ကြောင့်အဲ့ဆိုင်ဆိုင်မှာလေဂီတာလည်းအစင်းနေရှိနေဟုတ်အဲ့ကျွန်တော်တခါလေအဲ့ဂီတာနဲ့ခြားအဲ့တချင်ရေးလိုက်တာအာဟုတ်အဲ့တော့အချစ်ဦးလာတဲ့ဟာဟောသူကျွန်တော်အဲ့နောက်ပိုင်းပြန်သူလည်းမမမိပါဘူးအဲ့လို ရေးစားဖြစ်ခဲ့လားဆိုလည်းမဟုတ်ဘူးမဟုတ်ပြန်ဟုတ်ကဲ့ဆိုလို့ရှိရင်ရိုးရိုးရင်းရင်းလေးနဲ့တနက်ခမ်းမြမာမလေးပေါ့ဟုတ်ကဲ့အဲ့အဲ့တလောခုလည်းကြိုက်ပါလေအဲ့တလောကလည်းကြိုက်တယ်တနက်ခမ်းလေးနာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အဲဒါတော့ဘဝရဲ့တကွေ့ပေါ့နော်ကိုနော်ဆိုတော့အခုခေတ်ကလည်းဒီအစိုးရဖြစ်နေတဲ့လူငယ်တွေများတယ်ပေါ့နော်ဒီအဲတွေ့နေရပေါ့နော်ဆိုတော့ ကိုယ်ရေပါဝင်လဲတချင်းဆိုရတာတွေလဲကြိုက်တယ်ပေါ့เนาะဆိုတော့ဒီအနုပညာရှင်အနုပညာရှင်ဆိုတာကအနုပညာလောကတဲ့တို့ဒီတချင်းလောကတဲ့ဒီဆိုဖို့ဝင်ချင်တဲ့လူငယ်တွေကိုပေါ့เนาะကိုယ်ဆိုင်နေနေဆိုတော့ဘယ်လိုမျိုးအကြံပြုချင်လဲပေါ့เนาะတချင်းဆိုချင်တဲ့တချင်းဆိုချင်တဲ့လူတွေအဲ့လိုမျိုးပေါ့အင်းတချင်းဆိုချင်တဲ့လူတွေဆိုတော့အခုနောက်ပိုင်းအကြံပေးရမယ်ဆိုတော့ဘယ်လိုအကြံပေးရမှန်းတော့မသိပါဘူးအခုအခုဆိုရင် တချင်းလေးလောက်ပြီးနာမည်ကြီးဖို့ပြီးအရင်လွယ်တယ်လေနော်ဟုတ်တယ်နာမည်ကြီးဆိုရှယ်မီဒီယာနေသူဘယ်ရချပြလို့ရရယ်နော်အဲ့လိုတခြား platform တွေကအများကြီးပေါ့အဲ့အဲ့ဘိုင်းမှာတော့ကျွန်တော်တို့အကြံပေးစရာမရှိဘူးတော့ကိုထက်ကအများကြီးတော်တယ်ကလေးတွေအားကြောင့်အဲ့တော့နာမည်ကြီးဖို့ပေါ့နာမည်ကြီးဖို့ဆိုရင်တော့အဲ့ဘိုင်းမှာတော့အကြံပေးစရာမရှိဘူးကိုလည်းတော်ကြတယ်ကလေးတွေအဲရေရှိခံဖို့ကြတော့ရှိရယ်ဟုတ်တယ်ဟုတ်တယ်ရေရှိရေရှိခံဖို့ အခုနာမည်ကြီးလာပြောက်လိုက်ဆိုရင်တော့အဲ့လိုလေနော်ဟုတ်ကဲ့ရေရှိခံမှုကဘာရှိလဲဘာရှိမလဲဆိုတော့ကိုလှုပ်တဲ့အလုပ်ပေါ်မှာပေါ့ဟုတ်တခြားလေးဝမ်းစာဖြည့်ပြီးတခြားလေးတံမိုးထားပြီးရိုးရိုးတသားလေးနဲ့အဲ့လိုပဲလှုပ်သွားဝေးချင်တယ်သစ်မိသစ်အင်းဟုတ် ကြံပေးပါဆိုလို့ပြောပါပါဟုတ်ကဲ့အဲ့လိုလေးဖြစ်စေချင်တယ်အင်းဟုတ်ကဲ့နောက်တစ်ခုကလည်းအဲဘယ်လိုပြောမလဲအဲတချင်းနေရာလေးတော့မယိုးဤွားဘူးလို့မယိုးဤွားဘောနော်ဆိုတော့ဒီလိုမျိုးကိုယ့်ရဲ့တချင်းနေရောလူတွေလူငယ်ချမ်းမှာနှောင်းလာလူတွေရဲ့ချမ်းမှာတို့မျိုးပေါ့နော်အဲ ဘယ်လိုပြောမယိုးဤရောရေပန်းစားနေမှုရှိအောင်ဟောအဲ့ဒီတော့ကအကိုရဲ့အတွေ့အကြုံလေးနဲ့ဒီနေ့ခေတ်လူငယ်တွေနဲ့ပေါ့နော်ဆိုတော့ဘယ်လိုမျိုးပြင်ဆင်တက်လဲပေါ့နော်ဘယ်လိုမျိုးအကြံပေးခြင်းလဲပေါ့နော်ကိုရဲ့တခြင်းတွေလည်းရေရှည်ခံနေတော့အဲ့လိုမျိုးပေါ့လေတကယ်တော့အကိစ္စရတယ်အဲ့ဒါကျောတယောက်တည်းအမြင်ရပါမှာအကိစ္စကျောင်းနဲ့မဆိုင်ဘူးကျောင်းတော့လောက်ဆရာရှိရအောင်အကောင်းဆုံးလုပ်တယ်အရေးရှိခန္ဓာမခန္ဓာကိုကြပြိတ္တကအာ တတ်မှတ်ပြီးအဲအဲအဲကျော်နေမဆိုင်ဘူးကျော်လှုပ်ရှားရှိအောင်အကောင်းဆုံးလှုပ်ဖို့ပဲလိုတယ်ကွာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒီဒီနေ့ဒီချိန်ထက်ကိုအားပေးနေတဲ့ပရိသတ်တွေပေါ့နော်ဆိုတော့ဒီတခြင်းနဲ့အမြဲနားထောင်နေတဲ့လူတွေလည်းဆက်ရှိအောင်ပဲဆိုတော့ဒီနေ့ဒီချိန်ထက်ကိုအားပေးနေတဲ့ပရိသတ်တွေရောကိုအနေနဲ့ဗာများပြောချင်လိုက်ပေါ့အာပြောချင်တာအကြီးပါအခုချိန်ကြီးမမေ့ဘူးဆိုတော့ကျွန်တော်အဲကျေးဇူးတင်ပါတယ်ပြီးတော့ပြီးတော့ရှစ်ရှစ်တော့လုတ်ချင်တဲ့အလုပ်တွေလည်းရှိရတယ်ဒီက အဲ့ဒီတက်လက်ခွန်အားဖြစ်တာပေါ့ဗျာ။အော်ခွန်အားဖြစ်တယ်။ကျူးတင်ပါလား။ဟုတ်ဟုတ်ဆိုတော့ဒီအကိုအမ်ဘယ်လိုပြောမလဲအကိုရရှေ့ဆက်လာမဲ့အမှုပညာတွေပေါ့နော်အာအကိုရထပ်ထွက်လာမဲ့တခြင်းတွေကိုနားထောင်ခြင်းနဲ့ပဲဖြစ်ဖြစ်အမျိုးလိုက်ပြီးတော့ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုပဲ platform အပဲ platform ကနေပဲအကိုကိုလိုက်ပြီးတော့ဒီဟာတွေကိုလိုက်ပြီးတော့စောင့်ကြည့်လို့ရမလဲပေါ့ဩအခုဆိုရင်ဟိုရှိမယ်ပေါ့ Facebook page လို့ YouTube channel လို့ အဲနမအဲနမရပါဖြစ်မဲ့ Facebook Facebook page ဆိုရင် L A R N land space P H A ဖာ land ဖာ as in Facebook page အဲ့ဒီအဲ့ဒီအဲ့ဒီရောက်အောင်ဟုတ်ကဲ့ပြီးတော့ L A R N land space F H A ဖာ as in YouTube channel ရောက်တော့ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့ Roland ဖာအနေနဲ့တချင်းနေလောက်ထားတဲ့ဟာတွေကြော်တယောက်တည်းတော့မဟုတ်ဘူးနိဟုတ်ကဲ့ဟုတ်ကဲ့ ရှစ်ပုတ်လောက်ရှိပြီတနေ့အာကျွန်တော်တယောက်တုံးပုတ်ကျွန်တော်တကယ်ချင်းနေရောလုထားရှိတယ်အဲ့အဲ့မှာဝင်ကြည့်လို့ရရဗျအာဟုတ်ကဲ့ပါဟုတ်အဲ့ဆိုတော့လို့ရှိရင်ဒီဘယ်လိုပြောမလဲအလွမ်းလဲပြေတော့အောင်ပေါ့နော်ဒီနေ့ထိလည်းအစတော့ကျွန်တော်တို့ရဲ့စတူဒီယိုထဲရောက်လာပြီဆိုတော့ဟိုပရိသတ်တွေပေါ့နော်တချင်းတပုတ်လောက်ဖြောပြေးပေးပါဦးလို့ဆိုတော့ဒါတချင်းလေးနဲ့ဖြောပြေးပေးချင်တယ်ပေါ့အဲအဲ့ဆိုရင်ကျွန်တော်ကျွန်တော်ဟိုးငယ်ဖို့ပြန်သွားမယ်လေနော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါမှမဟုတ်ကျွန်တော်ဘာနာနန်တော့ အာပြီးကြည့်ရင်ကောင်းမယ်ဟုတ်တယ်ကောင်းတယ်ကောင်းတယ်ကိုရေတော့တစ်ချက်နားဆင်ကြည့်ရပါမယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့ဒါကဂီတာတိရဲ့ခုံမျိုးမို့လို့ရှုပ်နေ 나는돌이테나를민치라는땅뿐이네지쳐와베트타윈타트다이네두송메메두시야로베오잉멜레로펴괴마고소레지쳐와베 掉的那夜，也没得因为今夜和上夜的山门门的牛女爷，那个把你把你表给爷，呀呀我真难得，我苦苦奔波不得，没什么别从来没，心在追呢耶耶耶耶。 ိမ်မယ်ရွှေမုံတွေကျဲနေဖန်သားနံတော်လေးတဲ့ဝလာရဲ့မင်းချီလာရပမ်းပွဲနေအချစ်ချောင်းပါပဲအေးရဲ့ထွက်သားဝင်တဲ့တွေ့တိုင်းလဲသူဆုံးမိမယ်သူရှိရလို့ပဲ ဟိုအိမ်မလေးလူဖြောက်ခွေမှကိုဆိုရဲချစ်ချောင်းပါပဲခြေပန်းလေးရေပြုံးကဟိုမင်းလေးပန်းမုတ်တွက်ရှိသမျှချင်းရဲ့မြင်ရင်ရောင်ရင်ဖြောက်သွားစေ အခုဒီနားထောင်လို့ကောင်းနေသေးကွယ်တန်လေကျေးတယ်ပါလားဆရာနောက်ဆုံးနေနဲ့ပေါ့နော်ခုခေတ်လူငယ်တွေကိုအခုအဆိုင်နေနဲ့ရောအာဗာမားအပေးစကားတွေပြောချင်လဲပေါ့နော်ဟုတ်ကဲ့ခုခေတ်လူငယ်တွေနေနဲ့ဆိုရင်ပြောကိုကိုကိုရင်လုံးပြူးဆိုင်ဖို့ပြောကိုကဲကိုအတွက်ရည်ချင်းနေအမြဲတမ်းဖြစ်နေဖို့စမ်းမကြီးကောင်းဖို့ ပညာတွေဖြည့်နေဖို့အဲ့လိုမျိုးပေါ့နော်ကိုယ့်အတွက်ကိုကိုယ့်ကိုကောင်းကောင်းရည်တည်နေတဲ့လူငယ်တယောက်ဖြစ်ဖို့အဲ့လိုကြိုးစားနေချင်တယ်ဗျဟုတ်ကဲ့ပါကြိုးစားအမြဲတမ်းမို့နော်ဟုတ်အဲ့ဒါပူလာရင်ကိုယ့်မိသားစုအတွက်ကောင်းယူနေတဲ့လူအဲ့ဒါပူလာလို့ရှိရင်ကိုမျိုးအဲ့ဒါပူလာရင်ကိုပြည်နယ်အဲ့ဒါပူလာရင်လည်းကိုနိုင်ငံပေါ့အဲ့လိုမျိုးတစ်ခါရမ်းတော်တဲ့လူငယ်လေးဖြစ်ကြတယ် စီချင်နေတယ်အဲ့လိုအဲ့လိုဖြစ်အောင်အဲဖက်ဖက်ကြိုးစားပြီးစီချင်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့စတူဒီယိုထဲကိုအင်တာဗျူးလိုက်ပြီးတော့ဖြည့်ကြပေးတဲ့အတွက် ကိုဆိုင်ကိုကျွန်တော်တို့ရှင်းသင်တော်ဆင်းနေအရင်ကျေးဇူးတင်ပါတယ်။ကျော်ရမြန်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။အဲ့ဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီကိုအဆိုင်အာအဆိုင်နေပေါ့နော်။ဆိုတော့သူရဲ့ဘဝဖြတ်တမ်းပုံတခြားပြီးလို့ရှိရင်တခြင်းအဲနေဘလို့စတင်ဆိုဖြစ်ခဲ့လဲဆိုတော့အကြောင်းကိုလိုက်ပြီးတော့အာအင်တာဗျူးသွားခဲ့ကြတာဖြစ်တယ်ပေါ့နော်။လိုက်ပြီးတော့မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ရှင်းသင်တော်ဆင်းကိုအမြဲကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေလည်းနေကောင်းကျမ်းမာကြပါစေလို့အဲအခုဗီဒီယိုကလည်း message တစ်ခု ကိုအစမ်းနေပေးတဲ့ message တခုခုတော့ရမယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ဆိုတော့ဒီ video ကဒီအကောင်းကျိုးဖြစ်တဲ့ပြီးလို့ရှင်ကိုစမ်းကိုလည်းအားပေးနေတယ်ဆိုလို့ရှင်ကျွန်တော်တို့ video ကို like and share လုပ်တော့ဖို့လည်းမမေ့ပါနဲ့ဗျာဒီနေ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်